မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးပါမယ်ကဘာပေါ်မှာ Nobel ဆုပြီးရင်ဂုံတိတ်ခအကြီးမားဆုံးဖြစ်တဲ့ Right Livelihood Award ဆုကိုမြန်မာအချက်ဖတ်စအုပ်စုရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဒီဇိုင်းမမပေါ်ထုတ်နေတဲ့ Justice for Myanmar ကရရှိသွားပြီးအဲ့ဒီဆုကိုကိုစားတက်ယူခဲ့တဲ့ Sweden တက်ကြွလှူရှာသူကမြန်မာပြည်သူလူထုရဲ့တော်လှန်ရေးကသာအောက်ဝဲခံလိုက်မယ်လို့ပြောဆိုခဲ့ပါတယ် မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာလူဝဲဖောက်ပြန်တဲ့အကြက်ဖက်စစ်တပ်ရဲ့စာဖတ်ဗိုလ်ကြီးကျော်မျိုးဦးနဲ့ထွေအုပ်စရေးမှာခင်းနီလာထွေဆိုသူတို့ကိုတက်ချက်ကြီးကိုပုကတနက်နဲ့ပြစ်တက်လိုက်ပြီးသူကိုတိုင်နဲ့အဖမ်းခံလိုက်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကမ္ဘာပေါ်မှာနိုဘယ်ဆုပြီးရင်ဂုံတိတ်ခအချိန်မဆုံးဖြစ်တဲ့ right likelihood ward ဆုကို မြန်မာအကြက်ဖက်စစ်အုပ်စုရဲ့လူခွင့်ရေးချိုးဖောက်မှုတွေဒီဇိုင်းမမှပေါ်ထုတ်နေတဲ့ Justice for မြန်မာကရရှိသွားပြီးအဲဒီစုကိုကိုစားတက်ယူခဲ့တဲ့ Sweden တက်ကြွလှုပ်ရှားသူကမြန်မာပြည်သူလူထုရဲ့တော်လှန်ရေးကသာအောင်ပွဲခံလိုက်မယ်လို့ပြောဆိုခဲ့ပါတယ်။ဒါကတော့ဒီဇင်ဘာလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲကမ္ဘာပေါ်မှာရဲစွမ်းတတိရှိပြီးကမ္ဘာရင်းရာပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းကြသူတွေအတွက်ပေးအပ်တဲ့ Right Lightly Hoodwatch Soup ပေးပွဲအခမ်းအနားကို Sweden နိုင်ငံ Stockholm မြို့တော်မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီစုပေးပွဲမှာလက်ရှိမြန်မာအချက်ဖက်စစ်အုပ်စုရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုဒီဇိုင်းမမှတ်ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ကစုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားမှာ Justice for Myanmar အဖွဲ့အတွက်ပေးအပ်တဲ့စုကိုကဘာကျော်လူငယ်တဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတူဖြစ်တဲ့ Sweden တက်ကြွလှုပ်ရှားသူ Greta Thunberg ကစုကိုကိုစားလက်ခံပြီးတဲ့နောက်လက်ရှိမြန်မာနိုင်ငံမှာစစ်တကပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေအကြောင်းကိုအတိအလင်းမိကွန်းပြောဆိုတော်ပါတယ်။ဒါအပြင် အဲ့ဒီမိတ်ကွန်းတဲမှာပဲလက်ရှိမြန်မာအကြက်ဖက်စစ်တပ်ကို၅နှစ်နှီးပါတိုက်အောင်မြဲမြံနဲ့ခွန်အားဂုံတိတ်ခါပေးဆက်အနစ်နာခံမှုပေါင်းများစွာနဲ့စန့်ကျင်အားခံယက်တီခဲ့ကြတဲ့တတိပြောင်ပြောင်းလာတဲ့မြန်မာပြည်သူတွေကိုဂုံပြုတဲ့အနေနဲ့ဒီစုကိုလက်ခံရယူတာဖြစ်တဲ့အကြောင်းအခုဒီဇင်ဘာလမှာမြန်မာစစ်အုပ်စုဟာသူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲတရက်ကိုကျင်းပမှာဖြစ်တဲ့အကြောင်းဒါကိုနိုင်ငံတကာအစိုးရတွေအနေနဲ့အဲ့ဒီမြန်မာစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ဖို့ ်စုပ်စုရဲ့အကြံဖတ်မှုတွေကိုသတ်ဆိုးရှည်စေတဲ့ဘန္နာငွေစစ်လက်နက်စက်ပစ္စည်းကရိယာနဲ့လင်းစည်းလမ်းကြောင်းတွေကိုရပ်တန့်ဖို့တောင်းဆိုပါတယ်လို့လည်းကိုစားပြောဆိုခဲ့ပါတယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကိုကဘာကြီးကစောင့်ကြည့်နေပြီးမြန်မာပြည်သူလူထုရဲ့တော်လှန်ရေးကသာအောင်ပွက်ခံလိုက်မယ်လို့လည်းဆွေဒင်တက်ကြွလှုပ်ရှားသူဂရီတာသွန်ဘက်ကပြောဆိုခဲ့ပါတယ်ခင်ဗျ။တဖက်မှာတော့ မခွေးတန်းပွင့်ဖြူမြို့နယ်မှာလူမွေးဖောက်ပြန်တဲ့အကြံဖက်စစ်တပ်ရဲ့စားပတ်ဗိုလ်ကြီးကျော်မျိုးဦးနဲ့ထွေအုပ်စရေးမှာခင်းနီလာထွေဆိုသူတို့ကိုတက်ချက်ကြီးကိုပူးကတနက်နဲ့ပြစ်တက်လိုက်ပြီးသူကိုတိုင်လဲအဖမ်းခံလိုက်တယ်လို့ပွင့်ဖြူမြို့နယ်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ပွင့်ဖြူမြို့နယ်လေကိုင်းမြို့မှာအကြံဖက်စစ်တပ်ရဲ့တက်ချက်ကြီးကိုပူးနဲ့စကုမျိုးထွေအုပ်ဝန်ထမ်းစရေးမှာခင်းနီလာထွေဆိုသူတို့ဟာအရင်ဆုံးချစ်သူတွေဖြစ်ခဲ့ကြပြီးအတူနေထိုင်ခဲ့ကြတယ်ဆိုပါတယ် ဒါပေမဲ့အဲ့ဒီထွေအုပ်ဝင်းနန်ခင်းနီလာထွေဆိုသူကအချက်ဖက်စစ်တဲ့ရဲ့စာဖဘူကြီးကျော်မျိုးဦးနဲ့ပါထပ်မံချစ်ကြိုက်သွားခဲ့ပြီးအတူနေခဲ့ပြန်ရမှာသုံးဝင်ဆိုင်အချစ်ဇလန်းဖြစ်လာတဲ့အချိန်ဒီဇင်ဘာလ၂ရက်နေ့ညနေပိုင်းအရောက်မှာတော့တက်ချက်ကြီးကိုပူဟာသူနဲ့အတူနေထိုင်တဲ့ထွေအုပ်စည်းရဲမှာခင်းနီလာထွေနဲ့အတူစာဖဘူကြီးကျော်မျိုးဦးတို့ကိုအတူတွဲပြီးတွေ့လိုက်ရတာကြောင့်လမ်းမာတဲ့နှစ်ဦးစလုံးကိုတနက်နဲ့တခါတည်းပြစ်တတ်လိုက်တယ်ဆိုပါလေအဲ့ဒီမှာ လူမျိုးရေးဖောက်ပြန်တဲ့အကြက်ဖက်စစ်တပ်ရဲ့စာဖတ်ပူကြီးကျော်မျိုးဦးနဲ့ထွေအုပ်စရေးမှခင်နီလာထွေဆိုသူတို့နှစ်ဦးဟာနေရာမှာတဲ့အသီးသီးတိတ်ကုန်ကြပြီတနက်နဲ့ပြစ်တက်လိုက်တဲ့တက်ချက်ကြီးကိုပူကလည်းသူ့ဟာသူအဖမ်းခံခဲ့တယ်လို့ပွင့်ဖြူမျိုးနဲ့စစ်တပ်တရင်အရင်မြင်ကဖြစ်စဉ်ကိုရှင်းပြထားပါတယ်အဲ့ဒီနောက်ဒီဇင်ဘာလ3ရက်နေ့ဖြစ်တဲ့မနေ့ကညနေ3နာရီမှာပဲလူမျိုးရေးဖောက်ပြန်မှုကြောင့်တနက်နဲ့ပြစ်တက်ခံရပြီးတေသွားတယ်အကြက်ဖက်စစ်တပ်ရဲ့စာဖတ်ပူကြီး ကျော်မြို့ဦးနဲ့ထွေအုပ်စရေးမှာခင်းနီလာထွေဆိုသူတို့နှစ်ဦးရဲ့မပါအလောင်းတွေကိုနယ်မြေကန်တက်နေမှုရဲ့အမိတ်နဲ့ပဲတကြိုခဲ့တယ်လို့လဲပွင့်ဖြူမြို့နယ်စစ်တပ်တရင်အရင်မြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ကညာတော့ချေးရွာအုပ်စုမှာ ပြည်သူတွေကိုစစ်တပ်အကူနဲ့ဤမျိုးစုံအနိုင်ကျင့်ဖိနှိပ်ချိန်ချောက်နေတယ်။အကြံဖက်စစ်တပ်လက်အောက်ကအုတ်ချုပ်ရေးမှုဟောင်းကြည်ဝင်းအပါဝင်၃ဦးကိုတော်လန့်ရေးရဲဘော်တွေကပြစ်ခတ်ရှင်းနေရမှာ။အသုံးစလုံးပွဲချင်းမိတွေကိုတိတ်ကုန်ကြပြီလို့တောင်တွင်းကြီးအထုပြောက်ချားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ26ရက်နေ့ညပိုင်းကပဲတောင်တွင်းကြီးမြို့နယ်ညာတော်ကျေးရွာအုပ်စုကတစ်ခုတ်ကွင်းကျေးရွာမှာစစ်တပ်တည်င်းပေးအဖြစ်လောက်ကိုင်းနေတဲ့အုတ်ချုပ်ရေးမှုဟောင်းကြည်ဝင်းဆိုသူဟာ ခြေရောင်ပြည်သူတွေကိုစစ်တပ်ခေါ်လိုက်ရမလားဆိုတဲ့ပြောဆိုမှုတွေနဲ့ချိန်ချောက်ပြီးတော့အနိုင်ကျင့်နေတဲ့အတွက်တော်လန်ရဲ့ရဲဘော်တွေကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ပစ်ခတ်ရှင်းလင်းလိုက်ရမှာနေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါတယ်အလားတူအဲ့ဒီတစ်ခုတ်ကွင်းခြေရောင်မှာပဲအုတ်ကြီးနဲ့ပေါင်းပြီးစစ်တပ်တရင်ပေးအဖြစ်လောက်ကိုက်နေတဲ့မင်းစော်ဦးတို့လင်မယားကိုပါ တို့ရဲ့တရင်ပေးမှုကြောင့်တော်လိုင်းရက်ဘော်တို့ဖန်စီခံရတဲ့အတွက်တို့နှစ်ဦးကိုလည်းတော်လိုင်းရက်ဘော်တွေကတခါတည်းပြစ်ခတ်ရှင်းလင်းလိုက်ရမှာအဲ့ဒီနှစ်ဦးစလုံးလည်းဘွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီလို့တောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့တစ်ခုတ်ကွင်းဂျေးရွာအုတ်ချုပ်ရေးမှုဟောင်းဂျီဝင်းအပါဝဲစစ်တပ်တရင်ပေး၃ဦးစလုံးဟာစစ်တပ်အကူနဲ့ ခြေရွာနေပြည်သူတွေကိုနှီးမျိုးစုံအနိုင်ကျင့်ဖိနှိပ်ချိန်ချောက်နေသူတွေဖြစ်ပြီးသူတို့ကိုဒါတွေဆက်မလုပ်ဖို့တော်လိုင်းရပ်ပေါ်တွေကအချိန်ချင်းတတိပေးထားတဲ့ကြာကဂယုမဆိုင်ပဲပြည်သူတွေကိုစစ်တပ်အားကိုနဲ့ဆက်ပြီးအနိုင်ကျင့်ဖိနှိပ်ချိန်ချောက်နေသူတွေဖြစ်တယ်လို့အခုတော့တေကုန်ကြပြီလို့တောင်တွင်းကြီးအထုပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်လက်ရှိတောင်တွင်းကြီးမြို့နယ်တဲကစစ်တပ်တောက်တိုင်အုပ်ချုပ်ရေမှုတွေပြူစော့ထီးတွေနဲ့အပေါင်းပါလက်ပါစေတွေအနေနဲ့ ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်မှုတွေဆက်ပြီးလုပ်နေမယ်ဆိုရင်တော့အခုသိသွားတဲ့အုပ်ချုပ်ရေးမှူးဟောင်းကြည်ဝင်းအပါဝင်၃ဦးလိုပဲရှင်းလင်းတုတ်သင်ခံရမှာဖြစ်တယ်လို့တောင်တွင်းကြီးအထူးပြောကြားတပ်ဖွဲ့ကတတိပေးထားပါသေးတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းမှာအန်ဂျီလက်အောက်ခံ PDF ပူပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ဗမောက်မြို့ကိုအချက်ဖတ်စစ်တပ်ကစစ်ကြောင်းထိုးလာပြန်တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ကအထီနာနေပြန်တဲ့အတွက်လေးရက်ဇက်တိုက်လေးနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်နေအိမ်တချို့လည်းမိလောင်ပျက်စီးထားတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။အဲ့ဒီဗမောက်မြို့ကတော့ MG ဆိုရလောက်ကန် PDF ပူပေါင်းတပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ကတည်းကတင်ပိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းစစ်တပ်ကဗမောက်မြို့ကိုပြန်လည်လိုချင်နေတဲ့အတွက်ပြန်လည်စစ်ကြောင်းထိုးတာတွေကိုသူတို့စစ်တပ်လက်အောက်ကန် SNA ရန်နီတပ်တွေနဲ့ပေါင်းပြီးတော့ထိုးစစ်ဆင်နေရမှာ။ နိုဝင်ဘာလ30ရက်နေ့ကစပြီးတော့ဗမောင်းမျိုးအနီးမှာပဲနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပါတယ်တစ်ဖက်မှာလည်းဒေါ်လာအေးပူပေါင်းတပ်တွေကတံပြန်တိုက်ခိုက်ချေမှုမှုတွေကြားမှာစစ်ရေးအသာစီးရထားတဲ့အတွက်စစ်တပ်ကပေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေပြီးအထိနာနေမှုကြောင့်သူတို့ရဲ့ထုံးစံအတိုင်းလေကြောင်းပစ်ကူတွေနဲ့လေရဲဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေသလိုနေအိမ်တွေလည်းမိအောင်ပျက်စီးမှုတွေရှိထားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာဗမောက်မျိုးအနီးကဂျေရွန်နီပြည်သူတွေဟာဘေးလူရာတွေကိုတင်းရှောင်နေရပြီးနှစ်ဖက်စည်းကတော့ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာလည်းမကွေးတိုင်းကမြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်ကိုဝင်ရောက်လာပြန်တဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများသွားပြန်တဲ့အပြင်ဒဏ်ရာရထားတဲ့စစ်သားတအုပ်ကိုပါဒီအတိုင်းဆွန့်ပစ်ထားခဲ့တဲ့အတွက်ဒေါ်လန်ရေးတပ်တွေကအဲ့ဒီစစ်သားကိုအရှင်ဖမ်းဆီးရမိထားတယ်လို့ အက်ကွစ်ပီဒီယားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ဒီဇင်ဘာလ2ရက်နေ့ကပဲမြန်မြွနယ်နဲ့ပခုတ်ကူမြို့နယ်အဆက်ကိုဝင်ရောက်လာပြန်တဲ့အချမ်းပစစ်တပ်နဲ့ပြူစောတိတွေပူးပေါင်းထားရစစ်ကြောင်းကိုဒေါ်လာအင်းပူးပေါင်းတပ်တွေကလမ်းပိုင်းတနင်္လာရောက်မှာအသင့်ဆောင်ကြိုတက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ကထိခိုက်သေးဆုံးမှုတွေများထားပြီးတိုက်ပွဲအတွင်းဒဏ်ရာရထားတဲ့သူတို့ရဲ့စစ်သားတအုပ်ကိုလည်းခေါ်မသွားဘဲနဲ့ဒီအတိုင်းဆွန့်ပစ်ထားခဲ့တဲ့အတွက် တော်လန်ရစ်တပ်တွေကအဲ့ဒီစစ်သားကိုအရှင်ဖမ်းဆီးရမိထားတယ်လို့အက်ကွက် PDF တပ်ဖွဲ့တာဝန်ရှိသူကပြောထားပါတယ်။လက်ရှိစကိုင်းတိုင်းဘက်မှာဒေါ်လန်ရစ်တပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေတွားပွားလုပ်နေပြီမဲ့သူတို့စစ်တပ်ဘက်ကသာအခုလိုဒေါ်လန်ရစ်တပ်တွေရဲ့တံပြန်တက်ခတ်ချေမှုမှုကိုခံရတဲ့အခြေအနေတွေပဲအမြင့်လို့လို့ကြုံတွေ့နေရတယ်လို့လေဒေတာတွင်းသတင်းအရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာလေ စကိုင်းတိုင်းစလင်းကြီးမြို့ပေါ်ကမြို့မရက်စကန်ကနေထွက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရိတ်တပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်က10ဦးဝင်းကျင်ကတော့ထိခိုက်မှုတွေရှိသွားတဲ့အပြင်တိုက်ပွဲဖြစ်ပွားရာနေရာကနေစစ်သားတအုပ်ရဲ့မပါအလောင်းကိုလည်းတွေ့ရှိထားတယ်လို့ဒေါင်းတပန်ဂျီဇက်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေမှာလည်းခြုံပုတ်ကြမှာအသေးနေတဲ့စစ်သားတအုပ်ရဲ့မပါအလောင်းကိုအတိုင်းသားမြင်တွေ့နေရပါတယ် ဒါကတော့နိုဝင်ဘာလ30ရက်နေ့ကပဲစလင်းကြီးမြို့ပေါ်မြို့မရက်စကန်ကနေထွက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ဟိတက်တွေကရေခါကျေးရွာအနီးမှာကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်က10ဦးဝင်းကျင်ကတော့ထိခိုက်မှုတွေရှိသွားပြီးတဲ့နောက်အဲ့ဒီစစ်ကြောင်းဟာစလင်းကြီးမြို့ပေါ်ကိုပြန်ဆုတ်သွားပြီးတိုက်ပွဲဖြစ်ပွားရနေရာကနေစစ်သားတဦးရဲ့မပါအလောင်းကိုလည်းတွေ့ရှိထားသေးတယ်လို့ဒေါင်းနမန်ဂျီဆက်ပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျ အခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာမြန်မာလူသမားတွေတင်လာတဲ့ကားတစ်စီးဟာတာယာဘိန်းပေါက်ပြီးတူးမြောင်းနဲ့ပြုတ်ကျသွားမှုကြောင့်မြန်မာနိုင်ငံသား5ဦးသေဆုံးထားပြီးတော့ကျန်ရစ်သူတွေကိုအကြောင်းကြားနိုင်မှုစုံစမ်းနေဆဲဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဒါကတော့ဒီဇင်ဘာလ3ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲထိုင်းနိုင်ငံရချာဘူရီခရိုင်မှာမြန်မာလူသမားတွေတင်လာတဲ့ကားတစ်စီးဟာတာယာဘိန်းပေါက်ပြီးတူးမြောင်းနဲ့ကိုပြုတ်ကျသွားမှုကြောင့် မြန်မာနိုင်ငံသားအမျိုးသား၈ဦးနဲ့အမျိုးသမီး၁ဦးစုစုပေါင်း၉ဦးတေဆုံးခဲ့တယ်ဆိုပါတယ်။ကျန်တဲ့ကာလမပါဝင်၆ဦးကတော့ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့အတွက်လက်ရှိတေဆုံးသွားတဲ့၉ဦးဟာအထောက်ထားတွေအရမြန်မာနိုင်ငံသားဖြစ်တယ်ဆိုတာကိုသာသိထားရပြီးဘယ်သူဘဝဖြစ်တယ်ဆိုတာကိုအတိပြုနိုင်မှုစူးစမ်းနေသလိုကျန်ရင်သူမိသားစုတွေစီကိုအကြောင်းကြားနိုင်ရေးအတွက်ကိုလည်းထိုင်းအာဏာပိုင်တွေဘက်ကစုံစမ်းမေးမြန်းနေစေဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အသက်ရှင်ပြီးထွက်ပြေးသွားတဲ့သူတွေအနည်းနဲ့လည်း ဖြစ်နိုင်ရင်ဆက်သွယ်ဖို့နဲ့တည်ဆုံသွားတဲ့သူမြမလုံသမားတွေကိုတကြိုးဖို့ကိစ္စဟာမိသားစုရဲ့ခွင့်ပြုချက်မရရင်တကြိုးဖို့လည်းခက်ခဲနိုင်ပြီတကယ်လို့တည်ဆုံတဲ့သူတွေဟာတရားဝင်မြမလုံသမားတွေဖြစ်ရင်နင်နာကြီးရဖို့ကိစ္စတွေလည်းဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ဖြစ်တယ်လို့ထိုင်းရောက်မြမလုံသမားအရေးလှူရှားသူကပြောထားပါသေးတယ်ခင်ဗျာโอเคဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ